အလုံးမင်းမင်္ဂလာပါဒီနေ့ညီမငွေဖေးအကြောင်းလေးပြောပြပေးချင်တာလဲဆိုတော့ပေါ့နော်ဘဝမှာအောင်မြင်တဲ့သူဖြစ်ချင်တယ်ပျော်ရွှင်တဲ့သူဖြစ်ချင်တယ်ဆိုရင်အရင်ဆုံးကိုကလေကိုဘဝကိုကိုဒဏ်ရာရပေးခဲ့တဲ့သူတွေနာကျင်အောင် လုပ်ခဲ့တဲ့သူတွေကိုကိုစိတ်ဆင်းရဲအောင်မြင့်အကြောင်းလုပ်ခဲ့တဲ့သူတွေကိုကိုကလေအရင်ဆုံးလက်ကိုလုပ်ပြီးခွင့်လွှတ်ပေးတတ်ရမယ်ပေါ့နော်အဲ့လိုလူမျိုးတွေကိုကိုကခွင့်လွှတ်ပေးခြင်းအပြင်ကိုရဲ့မနက်ဖြန်တိုင်းမှာကိုကအောင်မြင်တဲ့ပျော်ရွှင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မယ်ပေါ့လေအဲ့တော့ငွေကဒီမှာပြောချင်လဲဆိုတော့ ဘဝမှာကိုကဗလက်ဖန်တိုင်းကိုပျော်ရွှင်ခြင်းနဲ့ဆိုရင်ကိုကအဓိကပေါ်လေးကိုရဲ့စိတ်ထားလေးကိုကိုကပြင်ရမှာပေါ့နော်အဲ့တော့ကိုကသူတို့ခွင့်လွတ်ပေးဖို့ဆိုတာလေကိုကခွင့်မလွတ်တတ်တဲ့စိတ်ကိုခွင့်လွတ်ပေးတဲ့အောင်စိတ်ထားလေးကိုကိုကအရင်ပြင်ရမှာပေါ့အဲ့တော့ကိုကကိုရဲ့ high vibration ဖြစ်အောင်ပေါ့နော်ကိုကအမြဲကိုရဲ့ဘဝတစ်ခုကိုလုံယူနေဖို့လိုပါတယ်အဲ့ညာမှာငွေကဘာပြောစင်လဲဆိုတော့ကိုကပေါ့နော်အောင်မြင်တဲ့သူပျော်ရွှင်တဲ့သူတယောက်ဖြစ်နေတဲ့ကိုရဲ့ abundant life ကြီးကိုကိုပိုင်ဆိုင်နေတယ်ဆိုရင်ကိုရဲ့ဟို low vibration vibration ဖြစ်နေရပေါ့နော်ကိုယ့်ရဲ့ဥပမာဟိုခွင့်မလွတ်တတ်တဲ့စိတ်တွေကိုယ့်ရဲ့မလားလိုဝင်လိုတတ်တဲ့စိတ်တွေနော်ဟိုပြီးတော့အဲ့လိုမျိုးပေါ့နော်စိတ်ကောင်းစိတ်နာကောင်းမရှိဘူးပဲထားလိုက်ပါတော့အဲ့လိုမျိုးဖြစ်နေရဆိုရင်ကိုယ့်မှာရှိနေတဲ့ low vibration frequency တွေကိုကိုယ်ကနေပြီးတော့ဖယ်ထုတ်ပြဖို့လိုပါတယ်အကိုကကိုယ့်ရဲ့ဟို high vibration ကိုပေါ့နော်ကိုယ်ကမြင့်မယ်ဘယ်လိုနည်းနဲ့မြင့်မလဲဆိုတော့ချစ်ချင်းမေတ္တာတရားနဲ့ကိုယ်ကသူတို့ကိုခွင့်လွတ်ပေးမယ်ကိုချင်းစံတရားနဲ့မေတ္တာတွေပေးမယ်ဆိုရင်ကိုကအောင်မြင်တဲ့ပျော်ရွှင်တဲ့ဘဝတစ်ခုကိုကိုယ်ပိုင်ဆိုင်နိုင်မယ်ပေါ့လေ အဲ့တော့အဲ့လိုမျိုးဘဝနှစ်ခုပိုင်းဆိုင်နိုင်မှုဆိုကိုယ့်အရင်ဆုံးမလုပ်ရမလဲဆိုကိုယ့်ရဲ့စိတ်ထားလေးကိုအရင်ဆုံးပြောင်းရပါမယ်ဥပမာ negative တွေးနေတဲ့အတွေ့ negative မြင်နေတဲ့အမြင်တွေဟို negative သူတို့ဘဝမှာထားနေတဲ့ negative စိတ်ထားတွေကိုကိုက positive ပေါ့နော် positive vibe မျိုးဖြစ်အောင် positive thinking မျိုးဖြစ်အောင် positive စိတ်ထားလေးဖြစ်အောင်ကိုကကိုကပဲချင်းပြရမှာ အဲ့တော့ပြောချင်တာကဘာလဲဆိုတော့လေစိတ်ထားကြီးရတာလေလောကယူအမြင်နဲ့ brain မောက်ကြီးပဲဆိုတော့လေတကယ်ကြီးပါတကယ်ပြောမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့စိတ်ထားလေးကိုကိုကလေ ဟိုတန်တန်ရှင်းရှင်းလေးဖြစ်နေဖို့လိုတယ်အဲ့တော့ကိုကကိုယ့်ရဲ့စိတ်ထားလေးကအဲ့လောကယုံမြင်နေတဲ့ brand mark ကြီးအဲ့တော့ကိုယ့်ရဲ့ brand mark ကိုအမြဲတန့်ရှင်းနေဖို့လိုတယ်အဲ့လိုကိုယ့်ရဲ့ brand mark ကိုတန့်ရှင်းဖို့ဆိုရင်နဲ့ကိုကိုယ်တိုင်တန့်ရှင်းရေးလုပ်ရမယ်ပေါ့နော်အဲ့တော့ကိုကကိုယ့်ရဲ့စိတ်ထားလေးကိုကိုပြူအောင်နေရမယ်ကိုယ့်ရဲ့စိတ်ထားလေးကိုကိုပြူအောင်နေခြင်းအပြင် low vibration တွေကိုကိုက short ချပြီးတော့ high vibration အနေနဲ့ကိုယ့်ရဲ့ abundant life တကူကိုပိုင်ဆိုင်နိုင်မယ်ပေါ့လေအဲ့တော့ငွေကဒီမှာမပြောချင်လဲဆိုတော့ကိုကဘဝမှာအောင်မြင်တဲ့သူဖြစ်ချင်တယ်ဆိုရင်ပျော်ရွှင်တဲ့ င် life တစ်ခုကိုကိုကပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကိုက positive ဒီ thinking နဲ့ဘောကတော့စိတ်ထားလေးကိုကိုကကောင်းကောင်းမွန်မွန်နေဖို့လိုပါတယ်။ကိုယ့်ရဲ့စိတ်ထားကလောကကြီးကိုမြင်တဲ့ brain map ကြီးဖြစ်ပါတယ်။အဲ့လိုပဲပေါ့နော်။အငွေဟိုသတိရတော့တခုရှိရင်အဲ့ဒါဘာလဲဆိုတော့မျိုးလုံးဆိုတာဟဲ့စိတ်ရဲ့ brain map ပဲလားဒါဆိုရင်လည်းငါ့ရဲ့စိတ်ထဲမှာဖြစ်နေရရင်လည်းဘာလို့မမြင်တာလဲအဲ့ကြပြလေးကငွေသွားပြီးမှတ်မိရပေါ့လေအဲ့တော့ဒီဒီလိုပဲပေါ့နော်မျိုးလုံးဆိုတာလေကိုယ့်ရဲ့စိတ်ရဲ့ brain map လိုပဲ အဲ့တော့လောကကြီးကိုမြင်တဲ့ brain box ကလည်းကိုယ့်ရဲ့စိတ်ထားဖြစ်ပါတယ်။အဲ့တော့ကိုကကောင်းတဲ့စိတ်ထားမျိုးထားရင်ကိုယ့်ရဲ့ brain box ကြီးကလည်းတာယာလှပပြီးတော့ဟိုမှာဖြစ်နေမယ်ပေါ့လေ။အဲ့လိုလေးနဲ့ဝင်ဝင်ကဒီပါပေါ့နော်။ကိုကအောင်မြင်ခြင်းနဲ့ဘဝပိုင်ဆိုင်အပျော်ရွှင်ခြင်းနဲ့ဘဝပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့စိတ်ထားလေးကိုလည်းပြည့်ပြည့်ပြောင်းလဲဖို့လိုပါတယ်။ပြည့်ပြည့်ပြောင်းလဲဖို့လိုရင်းနဲ့ကိုယ့်ရဲ့ဘဝမှာကိုယ့်ကိုမြင့်အောင်လုပ်ခဲ့သူတွေ၊နာကျင်အောင်လုပ်ခဲ့သူကိုယ့်ကိုဒုက္ခရအောင်လုပ်တဲ့သူတွေကိုလည်းကိုကခွင့်လွှတ်ပေးတဖို့လိုပါတယ်လို့ဝင်ကပြောချင်ပါတယ်။အားလုံးပဲကျေးဇူးများရည်တင်ပါတယ်နော်။နောက်ဗီဒီယိုမှာပြန်ပြပါမယ်ရှင်။တတန်